ATV channel ကနေဓာတ်ရိုက်ထုတ်လင်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ဒါပြင်ဒီကြီးစုအားပေးနေတဲ့ပရိသတ်များ social media platform တွေကနေဓာတ်ရိုက်ကြီးစုအားပေးနေကြတဲ့ပရိသတ်များအားလုံးကိုနေရီစွာနဲ့ကျေးဇူးပါတယ်ခင်ဗျာ။ဒီနေ့ကတော့ Miss Universe မြန်မာ2025 National Question ပြိုင်ပွဲကြီးပဲဖြစ်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါဒီနေ့ကျင်းပပြုလုပ်နေတဲ့ Miss Universe မြန်မာ2025 National Costume ပြိုင်ပွဲကြီးကိုတော့ Novotel Hotel မှာလက်ရှိကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ပွဲခမ်းနားကိုဒါရိုက် live ကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များအားလုံးကိုလည်းမင်္ဂလာညနေခင်းပါလို့နှုတ်ခွန်းဆက်သပါရစေရှင်။မင်္ဂလာညနေခင်းပါခင်ဗျာ။ဒီနေ့ပြိုင်ပွဲကလည်းတကယ်ကိုမှကြီးကြဲခမ်းနားလာတဲ့ပြိုင်ပွဲကြီးတစ်ခုပါ။ ီနေ့ရဲ့ဒီအနုပညာဖန်တီးမှုတွေကျွန်တော်မြန်မာနိုင်ငံရဲ့တမိုင်းနောက်ခံတွေယဉ်ကျေးမှုအနုပညာတွေပြီးတော့မှဒီဇိုင်နာတွေရဲ့ယဉ်နေကနေထွက်လာတဲ့သူတို့ရဲ့အနုပညာဖန်တီးမှုတွေအားလုံးကိုမြင်တွေ့ရမယ့်အပြင်ကိုမှ Miss Universe ပြိုင်ပွဲဝင်အလှမေတွေရဲ့သူတို့ရဲ့အလှတရားတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတကယ်ကိုဂန္ဓဝင်တွင်မဲ့နေ့ရက်လေးဖြစ်ပါတယ်ခင်ဗျာ ဟုတ်ပါတယ်ဒီနေ့ရဲ့ဖန်တီးမှုတွေမှာဆိုလို့ရှိရင်ပြိသက်တွေအနေနဲ့မြင်တွေ့ရမှာကတော့တိုင်းရင်းသားတွေရဲ့ရိုးရာယဉ်ကျေးမှုတွေကိုစားပြုပြည်နယ်တွေရဲ့သမိုင်းနောက်ခံအကြောင်းအရာတွေနဲ့တဘာဝတရားကိုအမှုပညာနဲ့ပေါင်းဆက်ပြီးတော့အလှပဆုံးဂုံယူဝင်ကြောစွာနဲ့ပုံဖော်ဖန်တီးထားတဲ့ဝတ်စုံတွေကိုမြင်တွေ့ခံစားရမှာလည်းဖြစ်ပါတယ်ရှင်မှန်ပါတယ်ခင်ဗျာမကြခင်အချိန်တွင်းမှာလည်းပြိသက်တွေကတကယ်ကြီးကျယ်ခမ်းနားလာတဲ့မြင်ကွင်းတွေအမှုပညာဖန်တီးမှုတွေကိုပြိသက်တွေကအမြဝါတင်တင်မြင်တွေ့ရတော့မှာဖြစ်ပါတယ် ီလိုပါပဲ Miss Universe ပြိုင်ပွဲဝင်ဒီ2025အလှမယ်ပြိုင်ပွဲဝင်35ဦးပါလေဒီနေ့အတွက်အားလုံးက ready ဖြစ်နေပါပြီသူတို့ရဲ့အနုပညာတွေသူတို့ရဲ့ဒီကြော်မော်လှပလှတဲ့သူတို့ရဲ့ဖန်တီးမှုတွေကိုပြည်သက်တွေကမြင်တွေ့ခံစားရတော့မှာဖြစ်ပါတယ်ခင်ဗျာ ဟုတ်ပါတယ်ဂုံယူဝင်ကြွားစွာနဲ့တင်ဆက်လိုက်တဲ့ The Best National Costume ပြိုင်ပွဲကြီးမစတင်ခင်မှာဒီပြိုင်ပွဲရဲ့ National Director ဖြစ်တဲ့ဒေါ်ဆိုးယူဝေကနေပြီးတော့သူ့ရဲ့ရင်းနှင်းစကားသံတွေကိုပြပြထားရှိပါတယ်ဒါလေးကိုကြည့်နေရင်ねဒီနေ့ရှင်ပြိုင်မှုကိုအားလုံးမေးအတူတူအားပေးလိုက်ကြရအောင်ပါရှင် ခုနှစ်လောက်တာတော့ Miss Universe မြန်မာ12ချိန်မြောက်လောက်တာဖြစ်တယ်။အဲဒီနေ့ကတော့ဒါ National Costume တိုင်ပွဲလေးပေါ့နော်။ဒါနှစ်တိုင်းလည်းပါတယ်။အဲဒီနှစ်မှာတော့ထပ်ပြီးတော့ထူးထူးခြားခြားအနေနဲ့ထပ်ပြီးတော့ဖြည့်ထားတာကတော့အရင်နှစ်တည်းရောက်ဆိုရင် Popular Choice Award ရဲ့အဲပြီးတဲ့အခါကျတော့အခင်းပြတ်တိုင်းတွေကပေးတဲ့ The Best National Costume ရဲ့ပေါ့နော်။ဒီနှစ်မှာတော့ National Director Choice ဆိုပြီးတော့မှနောက်ထပ်တစ်ဆုထပ်ပြီးတော့ဖြည့်ဖြည့်ဆွတ်ထားပါတယ် National Costume ပွဲတွေလောက်တိုင်းပေါ့မြန်မာမှုမြန်မာဟန်လေးတွေပါအောင်လုပ်တယ်မြန်မာငွေသက်လေးတွေဒီလာတိုင်နဲ့ဝတ်စုံတွေကလည်းအဲအကုန်လုံးကသူတို့ရဲ့ဒေတာတွေသူတို့ရဲ့အဲဟိုဟာပေါ့အထင်ကြီးက နေရတဲ့တင်ကရ delete ထုံးစံတွေကိုကိုစားပြုတ်ပြီးလာပြိုင်တာဆိုတော့အဲ့လိုမြန်မာမြန်မာဟန်ပန်လေးတွေပေါအောင်လို့အများတန်းလုပ်ပါတယ်ဒီနှစ်ကတော့ဒီမန္တလေးကိုပြန်ပြီးတော့မှခိုင်မာစီခြင်းနဲ့ပြန်ပြီးတော့တာမာစီခြင်းနဲ့စိတ်တန်းတဲ့ဒီ stage ရဲ့ theme ဆိုတော့မန္တလေးအဲပုံစံလေးလုပ်ထားတယ်လုပ်ထားပြီးအခါကျတော့မှဒီပွဲရဲ့အစလေးမှာကြာရင်ဒါညနေခင်းလေးမှာအာဒီလိုပြိုင်ပွဲလေးစတင်နေဆိုတော့ theme စေလုပ်ထားပါတယ်နောက်ပြီးတော့ဒီတက်ဆန်ကိုလည်း ဒီကလေးနှစ်ကသူဝင်ပြိုင်ခဲ့တဲ့ National Costume လေးနဲ့ Opening မှာပြန်ပြီးတော့မှတင်ဆက်ပေးထားပါတယ်။ဒီ National Costume ပွဲပြီးတာနဲ့တောက်လျှောက်ခန့်မှာတွေ့ရတော့မယ်။တွေ့ရတော့မယ်ဆိုရင်တို့ပို့ပြီးတော့မှဒီ Organization ကလူတွေနဲ့အနီးကပ်ဟိုလေ့လာခွင့်ရမယ်။အဲတို့အကက်ချက်ခွင့်ရမှာပေါ့နော်။အဲဆိုတော့အကုန်လုံးကဒီကိုရောက်လာပြီးတိုင်ပွဲဝင်ဖြစ်လာပြီးဆိုကြတဲ့ဒါ Miss Universe မြန်မာရဲ့အော်မိသားစုဝင်ဖြစ်သွားပြီပေါ့နော်။တိုင်ပွဲမှာစုရသည်ဖြစ်စေမရသည်ဖြစ်စေဒီကျန်တာကအဲ့ဒါအဓိကမဟုတ်ဘဲနဲ့ ဒီတစ်နှစ်တစ်နှစ်ပေါ့ဒီလာပြိုင်တဲ့ကလေးအယောက်30ရှိမယ်40ရှိမယ်ဒါလေးဆိုလို့ရှိရင်အကုန်လုံးကအဲဒီ MM မြက်မိသားစုဝင်နေဖြစ်သွားတာပေါ့ဒီ Miss Universe မြန်မာကိုတော့နှစ်တိုင်းနှစ်တိုင်းအကောင်းဆုံးတင်ဆက်တယ်တစ်နှစ်ထက်တစ်နှစ်တည်းလဲမတူညီတဲ့ပုံစံမျိုးလေးတွေနဲ့တင်ဆက်တယ်ပေါ့နော်ဒီနှစ်ဆိုလို့ရှိရင်လဲဒါခင်းနဲ့လိုက်လျောညီချေဖြစ်အောင်ကြောင်းလဲလာတဲ့ဟာလေးတွေပေါ့လဲ ်ပါလာအောင်ပေါ့နော်ဒီ artist တွေသုံးနာမှအစဟို stage တို့ဘာတို့ပွဲရတင်ဆက်ပုံအားမှအစအတက်နိုင်ဆုံးကိုအဲအဲခင်းနဲ့လိုက်လောညီထွေပြောင်းလိုက်ပြီးတော့ပြောင်းထားတယ်ပေါ့เนาะအဲ National Costume ရဲ့ judge တွေကြတော့အထူးသဖြင့်အကုန်လုံးပေါ့เนาะ designer တွေပေါ့ dress designer တွေကိုပဲအဲထားပါလေနှစ်တိုင်းဟိုဒီလိုမျိုး costume တစ်ခုကိုအကဲဖြတ်တဲ့အခါမှာဒီ designer တွေကမှဘလို့ဖန်တီးထားတယ်ဘလို့ချုပ်ထားတယ်ဘလို့ ခက်ခဲတဲ့ဘလို့အသေးစိတ်ဖြစ်တယ်ဆိုတာသူတို့ကပို့ပြီးတော့မှဟိုသိရှိနားလည်တာလည်းဖြစ်တယ်ကြွန့်ကျင်တာလည်းဖြစ်တဲ့အတွက် judge တွေအကုန်လုံးကတော့ designer တွေပါပဲဆိုတော့ဒီနှစ်လဲအဲကြည့်လို့ကောင်းမဲ့ပွဲတစ်ပွဲဖြစ်မှာပါအဲ final ပွဲကိုဒီမှာအဲ live မကြည့်ရှုနိုင်လို့ရှင်လဲ live ကနေကြည့်ရှုအားပေးလို့ရပါတယ်အဲဒီ Miss Universe မြန်မာ2025 final ပွဲယူတော့ဒီအခုလာမဲ့အဲဂျွန်လ29ရက်နေ့မြန်မာ Expo မှာကျင်းပပြုလုပ်မှာဖြစ်ပါတယ်အဲမြန်မာ Expo မှာလာပြီးတော့ ကြည့်ရှုအားပေးလို့ရသလိုမလာနိုင်တဲ့သူတွေအတွက်လည်း HTV TV channel အဲနောက်တစ်ခုကတော့ဟိုအရင်နှစ်တည်းလိုပါပဲ top set ထဲကိုအလိုလျောက်ဝင်ရောက်ခွင့်ရမယ်အဲပုံတင်လည်းရှိပါတယ်အဲပုံတင်လည်းကိုမိမိကြိုက်နှစ်တက်ရပြိုင်ပွဲဝင်ကိုပုံတင်ပေးပြီးတော့လည်း top set ထဲဝင်ရောက် ဲ့တဲ့ရောများခမ2025ခုနှစ်ဇွန်လ18ရက် Novo Day Yangon Mass Hotel ရန်ကုန်ဘောရုံမှာ12ကြိမ်မြောက်ကျင်းပပြုလုပ်တဲ့ Mix Universe Myanmar 2025ပြိုင်ပွဲကြီးရဲ့ National Costume ပြိုင်ပွဲကြီးကိုအဲ့တဲ့ရောလူချင်းမင်းအားလုံးရဲ့လက်ခုပ်တံများဖြင့်စတင်ကြောင်းကြေညာအပ်ပါရယ်ခမညာ အားလုံးပဲမင်္ဂလာပါခင်ဗျာ Mix Universe မြန်မာ2025ပြိုင်ပွဲကြီးရဲ့ National Costume ပြိုင်ပွဲကြီးကနေပြီးတော့အားလုံးကိုချစ်ခင်စွာကြိုဆိုလိုက်ပါတယ်ကြောက်အောင်ချင်းမြေပေးကြတဲ့ဖိတ်ကြားထားတဲ့ဧည့်သည်တော်များလုပ်ငန်းရှင်ကြီးများ City Director များနဲ့အတူစာနယ်ဇင်းမီဒီယာမှဖိတ်ကြားထားသောဆရာဆရာများများ online ကနေပြီးတော့အချိန်နဲ့တပြေးညီ direct live တရှိအားပေးနေကြတဲ့ပရိသတ်များအားလုံး မင်္ဂလာပေါင်းနေပြည့်စုံပြီးတော့တာအပြောရှင်ပွဲရာညနေခင်းလေးဖြစ်ပါစေလို့ရှေးဦးစွာဒီနေ့အနေနှုတ်ခွန်းဆက်ပါရယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူအောင်ပြည့်ဖြိုးဖြစ်ပါရယ်ခင်ဗျာကျွန်မကတော့ Miss Universe မြန်မာ2024 third run up ဆုရှင်အိမ်မြတ်ချေဖြစ်ပါရယ်ရှင်မင်္ဂလာပါညီမလေးမင်္ဂလာပါဒီနေ့မှာအရန်လှနေတယ်ကျေးဇူးအများကြီးတင်ပါရယ်ဟုတ်ကဲ့ပါရှင်အခုပြုလုပ်နေတဲ့ Miss Universe မြန်မာ 2025 National Costume ပြိုင်ပွဲကြီးကိုတော့ Miss Universe Myanmar Facebook Page, Miss Universe Myanmar YouTube Channel, HTV Channel Line နဲ့အတူ Digital Platform များဖြစ်ကြတဲ့ Heyplay Facebook Page, HTV Facebook Page, HTV YouTube Channel တို့မှာ Dai Live ထုတ်လွှင့်ပြသနေတာပဲဖြစ်ပါလေရှင်။ National Costume ပြိုင်ပွဲကြီးအားဆိုရင်တော့ကျွန်တော်နိုင်ငံရဲ့အမွေနှစ် တမိုင်းနောက်ခံများကိုကိုစားပြုတဲ့ဝစ်ဝေနှင့်တဘာဝအလှပများကိုအမှုပညာဖြင့်ရင်ကျေးမှုဂုံယူမှုတစ်ခုအဖြစ်အမျိုးသားဝစ်စုံများကိုဂုံယူစွာဖြင့်တင်ပြဖော်ဆောင်ချပြနိုင်တဲ့ပွဲကြီးတစ်ခုဖြစ်ပါ रे ခမညာဟုတ်ပါရဲ့ရှင်ကျမတို့ရဲ့ပြိုင်ပွဲဝင်အလှမယ်လေး35ဦးစလုံးကလည်းမိမိတို့ကိုစားပြုထားတဲ့မြို့များရဲ့ယဉ်ကျေးမှုအမွေနှင့်သမိုင်းတွေကိုအတွေးအသည့်အမြင်အသည့်တွေနဲ့ ်ဖော်ကျူးထားတဲ့ဝတ်စုံတွေနဲ့ရှင်ပြုံတွေနဲ့ရှင်ပြိုင်မို့အတွက်အစင်းသစ်ဖြစ်နေကြပြီဖြစ်ပါတယ်။ပြိုင်မွေးဝင်များရဲ့မြို့သားဝတ်စုံရှင်ပြိုင်တင်ဆက်မှုမစတင်ခင်မှာကျမတို့ရဲ့ Miss Universe မြန်မာ2025ပြိုင်ပွဲကြီးဖြစ်မြောက်ဖို့အတွက်အပပကအကူအညီပေးခဲ့ကြတဲ့စီးပွားရေးလုပ်ငန်းရှင်များနဲ့မိတ်ဆက်ပေးခွင့်ပြုပါရှင် ဟုတ်ကဲ့ပါ Mix Universe မြန်မာ2025ပြိုင်ပွဲကြီးမှာ main sponsor ဖြစ်အဓိကကူညီပံ့ပိုးပေးထားတာကတော့ IM Motors မြန်မာမှဖြစ်ပါ रे ခင်ဗျာ IM Motors မြန်မာမှာပြိုင်ပွဲဝင်များနဲ့နှစ်သက်ရာပြိုင်ပွဲဝင်အား Title Award စုကိုကြီးမြင့်ပေးသွားမှာ ဖြစ်တဲ့အပြင် Mix Universe မြန်မာ2025 winner ရရှိသူအလှမယ်ရအမှုပညာလှူရှားမှုများနဲ့အခမ်းအနားများတွင်အသုံးပြုနိုင်ရန်အတွက် IM LS7 EV ကားအားတနစ်တာအသုံးပြုခွင့်ကိုပံ့ပိုးပေးသွားမှာပဲဖြစ်ပါ रे ခင်ဗျာဟုတ်ကဲ့ပါရှင်ကျမတို့ရဲ့ Miss Universe မြန်မာ2025ပြိုင်ပွဲကြီးမှာ Official Beauty Aesthetic Partner အဖြစ် Dr. A Beyond Luxo ကိုညီပေးထားတာဖြစ်ပြီးပြိုင်ပွဲဝင်များရဲ့အလှပရေးရာအတွက်ဝန်ဆောင်မှုများပြုလုပ်ပေးသွားမှာပဲဖြစ်ပါ रे ဒါအပြင် title award ကိုလည်းချီးမြှင့်ပေးသွားမှာဖြစ်ပြီးတော့ Miss Universe မြန်မာ2025နဲ့ top 5အလှမယ်များတွင်လိုအပ်တဲ့အလှပရေးရာပံ့ပိုးကူညီမှုများကိုပြုလုပ်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ထပ်မံပြီးတော့ official voting partner အဖြစ်၃နှစ်ဆက်တိုက်ကူညီပံ့ပိုးပေးထားတာကတော့ Bigo Life မြန်မာမှာပဲဖြစ်ပါရယ်ခင်ဗျာ။ Bigo Life မြန်မာမှာ title suit တစ်စုချီးမြှင့်ပေးသွားမှာဖြစ်တဲ့အပြင် ဘီဂိုလိုက် application တွင် voting အများဆုံးရရှိသူအလမယား Mix Universe Myanmar 2025 top 6 finalists တို့အလိုအလျောက်ဝင်ရောက်ခွင့်ရရှိမှာပဲဖြစ်ပါ रे ခမညာဟုတ်ကဲ့ပါရှင်ယခုနေ့ရမယ်စက်ကြဝလာမြန်မာ2025အလှမယ်အတွက်ချီးမြှင့်ပေးရသွားမယ်နဝရ9ပါး theme နဲ့ပြုလုပ်ထားတဲ့တရဖူအားဆိုရင် official crown sponsor ဖြစ် စိန်နန်းတော် diamonds and fine jewelry မှာပံပိုးကူညီပေးထားတာဖြစ်ပါတယ်။စိန်နန်းတော် diamonds and fine jewelry မှာပြိုင်ပွဲဝင်အလှမယ်များအားလုံးနဲ့ Miss Universe မြန်မာ2024 top 5အလှမယ်တွေကိုလက်ဝတ်ရနာများဆင်မြန်းပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ပြိုင်ပွဲဝင်အလှမယ်များအတွက်စာနယ်ဇင်းမိတ်ဆက်ပွဲ official photo shoot National Costume ပြိုင်ပွဲနဲ့ Final ပြိုင်ပွဲကြီးတို့တွင် Official Hair to Partner ဖြစ်808 ် beauty center မှာကုညီပန့်ပိုးပေးထားတာပဲဖြစ်ပါရယ်ခင်ဗျာအခုနှစ်မှာ official beauty partner ဖြစ် miss teen မြန်မာမှာပါဝင်ပန့်ပိုးကုညီပေးထားတာဖြစ်ပြီးပြိုင်ပွဲဝင်အလှမင်းများအတွက် skin care product များနဲ့လိုအပ်တဲ့ cosmetic ပစ္စည်းများကိုပန့်ပိုးကုညီပေးသွားမှာဖြစ်ပါတယ်ရှင်ကျေးဇူးတူပဲတင်ရှိပါတယ်တမန်မီတော့ကျွန်တော်တို့ယခုနှစ်အတွက် go sponsor များအဖြစ်မျက်စိကျန်းမာရေးအတွက်စေယုံ ဘွားချမ်းမှာလှပရေးအတွက် Mind Dentics Aesthetic Orthodontics and Implant Center လက်သေးချေသေးအလှပြင်ဆင်ခြင်းတို့အတွက် Luna Nail and Eyelash Studio တို့မှာကူညီပံ့ပိုးပေးထားတာပဲဖြစ်ပါ रे ခင်ဗျာ Venue Partner များအဖြစ် Press Conference နဲ့ဒီကနေ့ကျင်းပတဲ့ National Costume Competition တို့အတွက် Novotel Yangon Max မှာပံ့ပိုးကူညီပေးထားတာဖြစ်ပြီး final ပြိုင်ပွဲကြီးခန်းနာကြီးကျယ်စွာကျင်းပနိုင်ရတဲ့အတွက်မြန်မာ Expo မှာ venue partner အဖြစ်ကုညီပံ့ပိုးပေးထားတာဖြစ်ပါတယ်ရှင်။ Mix Universe မြန်မာ2025ပြိုင်ပွဲကြီးရဲ့အကျိုးလှူရှားမှုများနဲ့ final ပြိုင်ပွဲကြီးကျင်းပပုံများအား official broadcasting partner အဖြစ် Heyplay နဲ့ HTV တို့မှရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါရှင်။ကျမတို့ပြိုင်ပွဲဝင်များရဲ့လှပသော ဖနက်များနဲ့အတူ sponsor ဖြစ် Lily Shoes မှပံ့ပိုးကူညီပေးထားတာဖြစ်ပါတယ်။ပြိုင်ပွဲဝင်အလှမယ်လေးများရဲ့သွားရေးလာရေးအတွက်ကိုတော့ Milky Way ရန်ကုန်မှကူညီပံ့ပိုးပေးထားတာဖြစ်ပါတယ်ရှင်။ Mix Universe မြန်မာ2025နဲ့ Top 3ရဲ့ကျန်းမာရေးဝန်ဆောင်မှုများအား Official International Hospital Partner ဖြစ်ဝေထာနေ Hospital မှပံ့ပိုးကူညီပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာ။ event operation partner ဖြစ် trust production မှာပါဝင်ဆောင်ရွက်ထားခြင်းဖြစ်ပြီး official opening dress designer ရငိမ့်အေးရွှေခေခိုးချောဘိုင်ငိမ့်မှာဖန်တီးချုပ်လုပ်ပေးထားတာဖြစ်ပြိုင်ပွဲဝင်များ ရေကူးဝတ်စုံ round တွေမိုးကအင်ဂျီများကိုတော့ designer ဖြိုးပြေးမှာဖန်တီးချုပ်လုပ်ပေးထားတာဖြစ်ပါတယ်ရှင် official photographer ဖြစ် studio paparazzi official videographer team ဖြစ် left diary protection တို့မှာအကူအညီပံ့ပိုးပေးထားတာဖြစ်ပြီးတော့ left diary protection ကနေပြီးတော့ mix picture perfect by left diary title a warning to ငွေချက်350တန်ဖိုးရှိတဲ့ photo and video package တွေဝင်လာရရှိတဲ့အလှမယ်ကိုတော့ငွေချက်300တန်ဖိုးရှိတဲ့ photo and video package တွေကိုကျွန်တော်တို့ pay up သွားမှာပဲဖြစ်ပါတယ်ခင်ဗျာ official makeup team အနေနဲ့ကတော့ makeup NK အောင်ရှာအန်ထင်းမှအလှပဆုံးပြင်ဆင်ချေမှုန်းပေးသွားမှာပဲဖြစ်ပါတယ်။ Mix India မြန်မာ2025ပြိုင်ပွဲကြီးမှာပါဝင်ပေးခဲ့ကြတဲ့ sponsor လုပ်ငန်းရှင်များကို Mix Universe မြန်မာ organization ကိုစားလိုက်လဲစွာကျေးဇူးထူးပဲတင်ရှိပါကြောင်းဒီနေ့အနေပြီးတော့ကျွန်တော်တို့မောင်နှမနှစ်ယောက်ကပြောကြားပါရစေ။ ဲ့တော့ညီမလေးကျွန်တော်မချမီချိန်ထောထွေးမှာကျွန်တော်ဒိုင်လူချင်းမင်းနေလဲရောက်ရှိလာမယ်ပြီးရင်ခါမှာပြိုင်ပွဲဝင်အလှမဲ35ဦးရဲ့လှပတဲ့ဝစ်စုံနေတဲ့အတူရှင်ပြိုင်မှုကိုလည်းကျွန်တော်တို့ရဲ့ Novo Hotel Yangon Mass Hotel Yangon Ballroom အတွင်းမှာရောက်နေကြဧဒီတော်ဧဒီတော်ဒီပြည့်ခါမှာ online ကနေပြီးတော့အချိန်နဲ့တပြေးညီတိုင်း live ကြည့်ရှုနေကြရဲ့အပရိသတ်တွေအားလုံးမျက်ဝါးထင်ထင်နဲ့ရင်သက်ရှုမိုးပွေရာအားပေးရမှာဖြစ်ပါတယ်ဟုတ်ပါတယ်အကိုကြီးကျမတို့ပြိုင်ပွဲဝင်တွေရဲ့ဒေတာအသီးသီးကမတူညီတဲ့ အမှုပညာနဲ့ယဉ်ကျေးမှုလက်ရာတွေသူတို့ရဲ့ဒေတာရဲ့ပြင်မြရတဲ့သင်္ကေတတွေကိုကျမတို့တွေစင်မြင့်ထက်မှာဒစုတဝေးတဲ့မကြခင်မှာတွေ့မြင်ကြရတော့မှာဖြစ်ပါတယ်။ ဟုတ်ပါရဲ့ဒါကြောင့်ကျွန်တော်တို့ online ကနေကြည့်ရှုအားပေးနေကြတဲ့ပရိသတ်တွေရာလေကိုအားပေးတဲ့အလှမေရေပြိုင်ဆိုင်တဲ့အချိန်ရောက်ပြီဆိုရင်အားပေးတဲ့အလှမေရေနာမည်လေးတွေမြို့နယ်လေးတွေပြီးအခါမှာချုပ်လို့ပြီးတဲ့ဒီဇိုင်နာရဲ့နာမည်လေးတွေကိုသိရင်လေ comment section လေးတွေမှာကျွန်တော်တို့မှတ်ပေးဖို့ကိုဒီနေ့အနေပန်ချပါရစီအဲ့တော့တကယ်ကိုမှအရှင်းကုန်စရာကောင်းပါရဲ့အဲမကြာမီချိန်တော်တွင်းမှာလေကျွန်တော်တို့ဒီနေ့ပွဲခမ်းနားကိုအကဲဖြတ်အမှတ်ပေးကြမယ့်ဒိုင်လူကြီးမင်းများကိုဖိတ်ခေါ်ပြီးတော့ပိတ်ဆက်ပြီးတော့မှာဖြစ်ပါရယ်ခင်ဗျာ 哇塞！伊家咪，check in 啦，欢迎朱明阳来，to our cheers，每次阿陪到阿妈去拍的哇塞。Mix Universe 阿妈，2025，你是内高手，变位阿妈，Judge number one 片，把位姑娘阿给片美美妈罗。Designer，D Soul，Exclusive Rider Creation 片巴哩，come n 朱明阳，Dress Design and Makeup Artist。 周周皮包的心，OK 吧？泰鲁吉嘛是东皮，包围工艺 geb 片嘛，工艺 geb 片嘛，比马高咯。Designer 奥马乔，Founders of OMK Fashion Design Group 皮包的，怎么样？OK 吧？是阿曼丽泰鲁吉咪皮包围阿奇皮托阿咪泰鲁吉咪阿咯，Designer 阿咪名叫阿周。 在那边哟，Daniel James 先生，阿皮，法国女人该片麦比马格罗，Designer Maple My Favorite，这边来怎么样？OK，这边是拉比阿麦乔 d a n i e James 先生麦莎比多阿皮，Designer Massisi A Fashion House，这边来先。在那边哟。

ယနေ့ပွဲကြီးယနေ့ပွဲကြီးပြင်ပြဖို့ရာကျွန်တော်12နှစ်ဆိုတဲ့အချိန်ကာလအတွင်းမှာ Mix Universe မြန်မာ organization ကို အောင်မြင်စွာပဲ့ကိုင်နိုင်ခဲ့သူနဲ့မိတ်ဆက်ပေးခြင်းပါတယ် Mix Universe မြန်မာရဲ့ National Director Dr. So Yu Wei ဖြစ်ပါတယ်ခင်ဗျာဂုံပြုလက်ခုပ်တံအနေနဲ့ကြိုဆိုပေးပါဦးလား 各位网友，大家下午好，欢迎收看《故事马里》。 တို့ရဲ့မမဆိုရွေးသူပဲကျေးဇူးတင်ပါတယ်မိမိရဲ့နေရာခင်ဗျာအဲ့တော့ကျွန်တော်တို့ပြိုင်ပွဲဝင်လာမယ်35ဦးရေတကယ်ကိုမှလှပတဲ့ National Costume 新编《穆桂英》阿爸的这首《看山》嘛，出牌的。哎呦，新工作啊，你这是在这首《看山》内部转，然后第二啊，你不要，你再看这码的，然后美丽的村落，唱这码的，看呀。哎呦，美丽的田园，你看呢，唱这码的，看呀。